အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါ။ Louis Sinique ရဲ့ Paris Saint-Germain အသင်းကတော့ကျွန်တော်တို့ Living Memory တခြားပေါ့လေ။ကျွန်တော်တို့ Champion League ပြိုင်ပွဲတွေကိုကျွန်တော်စတင်ကြည့်လာတဲ့တခြားကျွန်တော်တို့ Champion League ပြိုင်ပွဲကိုတည်တည်ချာချာ ဒါစပြီးတော့တိလာတာက60 98လောက်မှတိတာဗျ။ဒါကြောင့်လဲဆိုတော့ National Team ပွဲတွေတော့ကျွန်တော်တိပေမဲ့ Champion League ပွဲတွေကိုအဲ့လောက်မတိရေးဘူး။ဒါအဲ60 98 90လောက်ကစပြီးတိတာအချိန်မှာတလျှောက်လုံးမှာ3ခုပြတ်နေနိုင်တဲ့ပွဲပဲကျွန်တော်အမြင်ဆုံးကြည့်မှုတယ်။အဲ့တုန်းက2004ခုနှစ်မှာ Jose Mourinho ရဲ့ Porto ကဒါမူနာကိုအသင်းကို3ခုပြတ်နေအနိုင်ရသွားတယ်။အဲ့2004ခုနှစ်ကဘောလောကမှာမဖြစ်နိုင်တာတွေအလုံးဖြစ်သွားခဲ့တဲ့နှစ် အိုက်ဒါဒီမာစီဒါကျွန်တော်တို့ way back ဒါနောက်ဆုံးနှစ်တွေကိုပြန်ကြည့်ရင် Fabio Cavallo ရဲ့ AC Milan အသင်းက legendary ဒါ Juan Cruyff ရဲ့ Barcelona အသင်းကို၄ဂိုးပြန်နေနိုင်တယ်ဒါက1994နောက်ပိုင်း Paris Saint-Germain ဆိုရင်2012ခုနှစ်မှာ NASA အခလာဖီနဲ့ Qatar လုပ်ငန်းစုက PSG ကိုငွေတွေများစွာဘီလီယံချီပြီးရင်းနှီးမြှုပ်နှံတဲ့အခုဆိုရင်14နှစ်အကြာမှာ Paris Saint-Germain ဟာသူတို့ရန်လိုချင်တဲ့ Champions League Super League ကို ကင်မြောက်ခွင့်ရပြီအမ်ဘပ်ပေတို့ဘလောက်ခင်ခံလိုက်ပြီနီမာထွက်သွားတယ်မက်ဆီထွက်သွားတယ်နောက်ဆုံးချိန်ထိအမ်ဘပ်ပေစောင့်နေခဲ့တယ်ပြီးတော့မှတကယ်တမ်း PSG ဘိုးဆွဲမဲ့နှစ်မှသူဟာရယ်မက်ဒရစ်ကိုအလွတ်နဲ့ပြတ်သွားတယ်တကယ်တော့အမ်ဘပ်ပေရဲ့ကွန်ထရက်ကဒီနှစ်ကုန်ထိပဲတကယ်တော့သူအနိုင်ရပြီးတော့ထွက်သွားမယ်ဆိုရင်တော့မှကလပ်ရဲ့ legend တယောက်နေရှိခဲ့မှာဒါပေမဲ့အခုနောက်ဆုံးမှာ Paris Saint-Germain က ဒါ Inter Milan ကိုလုံးဝလှုပ်လို့မရ Inter Milan သူတို့တမိုင်းမှာ Champions League Final နဲ့6ချိန်တက်ဖို့တယ်3ချိန်ပိုးဆွဲတယ်3ချိန်ရှုံးတယ်ဒါပေမဲ့ဒီဒီချိန်ကလုံးဝကိုလှမ်းကိုမလာနိုင်တာပြည့်ရှင်သိန်းကပွဲစကတဲ့ကနေအကောင်းဆုံးပုံစံမျိုးနဲ့ဒါကစားသွားခဲ့ပြီးတော့မှဒါဒီအသင်းကတကယ်ကို ထိုက်တန်တဲ့အသင်းတစ်သင်းအဖြစ်ပြသသွားတယ်တကယ်လည်း quality ကောင်းတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့အခုလက်ရှိနေထားရဒါအခုလောလောဆယ်အနေထားရ ဆိုတော့ PSG ကအခုဟာက1994တုန်းက AC Milan ဘိုးဆွဲတာထက်ကိုပိုကောင်းနဲ့ရလိုက်ပြန် Inter Milan ဘာမှမကိုမလုပ်ပြနိုင်ဘူးပွဲအစကတည်းက Simone Inzaghi ရဲ့အသင်းဟာဘာဖြစ်လဲအစစရရာ7မိနစ်55မိနစ်တော့တည်လို့တော့မရခဲ့ဘူး PSG ကထိုးတက်တိုးပစ်လိုက်တာ PSG ရဲ့လက်ရှိ João Neves ကဗတင်းညာရဲ့ပြီးတော့မှဒါဘယ်လိုတစ်ဖက်က Fabian Luiz ကသုံးယောက်ကတကယ်ကောင်းတဲ့အကောင်းဆုံးကစားသွားတာနောက်ခံစစ်က William Pacho ရော မာကီညိုယောအေးစစ်စီပဲကစားတယ်လူနိုမန်ဒက်စ်နဲ့ဟာကီမီအရင်ရောတကယ်လက်တာမဟုတ်ဘူးသူတို့ quick transition တွေကိုကောင်းကောင်းအသုံးချတယ်နောက်တစ်ခုကပွဲကိုကောင်းကောင်းစုံမထားတယ်မော်ဟန်ဒရီမက်ကက်ထာရီယာရဲ့နောက်ဒီဘရယ်လာရဲ့ဟာကန်ချွန်နိုလိုရဲ့ဘောလုံးတော့မရဘူး over run ဖြစ်တယ်သူတို့ဘေးတရာနဲ့တာလီပေးသွားတာအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ warm rate ကောင်းတဲ့အသင်းတွေကပြဿနာမရှိပေမဲ့ကျွန်တော်ပြောချင်တာကအရန်အသက်ကြီးတဲ့အသင်းကြောင့်ပြည့်စီကကောင်းကောင်းပေါင်းကစားသွားတာ ဒါကျွန်တော်တို့အာဆင်နဲ့ကစားခဲ့တဲ့ပွဲနောက်ရှိကလီဗာပူးတို့အာဆင်ပလာနဲ့ကစားခဲ့တဲ့ပွဲသူတို့ကွင်းလေကကောင်းကောင်းအလုပ်လုပ်နိုင်တဲ့အတွက်ကြောင့် BSC မှာမှနဲခက်ခဲခံရသေးတယ်အင်တာမီလာဟာသူတို့အရန်လွယ်တယ်ချန်ပီယံလိတပိုင်းမှာဂိုးပြတ်ဆုံးပွဲလို့တော့ပြောလို့ရတယ်ပွဲအင်တာမီလာဟာလုံးဝကူ BSC ကိုမရှင်နိုင်ဘူး ဘိုးဘောက်ကံတဲ့မှုနှစ်ကြိမ်တော့ရတယ်ဒါပေမဲ့အဖက်ဖက်က PSC တားတယ်ဒါအစိုးရတဲ့က PSC ကဆော့ဆူစီ900သွားတယ်လေပါတယ်ဒါပွဲဆက်ဆက်နေမှာပဲဒွေးပေးတဲ့အလုံးပေါ်အဲလုံးက Vatinya ရဲ့ quality ပဲဆိုတော့ Inter ကသူတို့ရဲ့ခံစစ်မှာ B set ကလွဲပြီးတော့ perfect ပါတယ်ကျွန်တော်အပြောင်းလဲမဟုတ်ဘူး Paris Saint Germain ကလည်းဒီ losing ပဲဒါပေမဲ့ပထမစပိုင်းဒါ7မိနစ်မှာချပေးလိုက်တဲ့ဒါဘယ်လိုပြောမလဲ Vatinya ရဲ့ pass ကတကယ် quality သူမထမပဲဖြတ်ထွက်သွားတဲ့ ဒါဘယ်လိုပြောမလဲဒူဝေကိုချပေးတယ်အဲ့ဒူဝေကပေးလိုက်တယ်ဟာကီမီက just tap ပင်မယ်သူ့ဘဝရဲ့ easiest goal ပဲအလွယ်ကူဆုံး goal ကိုသူတွင်းတယ်အဲ့ဒါနဲ့ segment မှာဥဆောင်ကိုရတယ်နောက် interview line က goal ရဖို့အတွက်စပြီးပြန်တိုက်တယ်တိုက်တယ်တိုက်တယ်မိနစ်20လေးကြာရောဒါ interview line ကိုတိုက်နေတဲ့မှာတံပြက်ကောင်းတာရတယ်ဥစပါနေတံပေးလွတ်ထွက်သွားတယ်ထုံးစံတိုင်းဒူဝေကိုညာဘက်ချက်မှာပို့ပေးတယ်ကံနေဒီမှာကိုယ်နဲ့ slide develop ဖြစ်တယ် job down ဖြစ်တယ်ကျွန်တော်ပထမကြည့်တဲ့အခါမှာ မိနစ်20လောက်တည်းက2-0ဆိုတော့ဒီဘွယ်ပြန်လာကြအောင်ရှိဘာကြောင့်လဲဆိုတော့ဒီနေ့သေးရဲ့လက်ရှိအခြေအနေရရောနောက်တစ်ခုကဒီနေ့သင်းကြမှာကိုဟချက်အရန်ကြီးတယ်ပြည့်ရှိသင်းကလွလွယ်ကူကူအေးအေးဆေးဆေးလေးကိုကစားသွားတယ်သူတို့အလုပ်ကိုသူတို့ကောင်းကောင်းလုပ်သွားတယ်ဒါအင်တာမီလန်မှာဘာအဖြေမှမရှိဘူးတပွဲလုံးမှာဘာအဖြေမှမရှိဘူးကိုယ်လည်းက over run ဖြစ်တယ် defense ကလေးတယ်နောက် attacking ပိုင်းက half chance လေးအချို့ရှိတာကလွယ်ရင်ကိုသမားဂျန်လူဒီဒူနာရူမှာဘာမှတော့လုပ်စရာမလိုဘူး အဲ့လောက်ထိ one of the easiest final လို့တော့ပြောလို့ရတယ်ကျွန်တော်ပြောချင်တာကျွန်တော် Champion League ဒီဘက်နောက်ပိုင်းမှာဒါဘယ်လိုပြောမလဲအရန်ကိုဘယ်လိုပြောမလဲဒါဘယ်လိုပြော final မှာလုံးဝကိုမရှင်နိုင်တဲ့ပွဲပြီးတော့ဖြစ်သွားတယ် Inter Milan တော်တော်ကန်ဆူတာပေါ့လေပြီးခဲ့တဲ့2023မှာ Man City နဲ့တကယ် competitive final ဖြစ်ခဲ့တယ်အဲ့တုန်းကသူတို့1-0 Rudy ရဲ့ goal နဲ့ Istanbul မှာသူတို့ရှုံးသွားပြီမြေဒီချိန်မှာသူတို့ပိုကောင်းတဲ့အသင်းတစ်သင်းပိုအတွေ့အကြုံရှိတဲ့အသင်းတစ်သင်းဖြစ်ပြီမြေ လုံးဝမရှင်းနိုင်ဘူးပထမပိုင်းမှာတင်2-0 down ဖြစ်တယ်ဒုတိယပိုင်းလဲကြာရောပွဲဟိုအီတလီကအပြောင်းလဲနေလောက်တာမှန်ပေမဲ့ဒါ63မိနစ်မှာပဲထုံးစားဒါရက်တကန်ဒါ quick counter ကနေဒမ်ဘေးလီကဗတင်ညာဗတင်ညာကနေ16နှစ်သားဒွေဒွေဆိုရင်ရမစ်ကနေပြောင်းလာတယ်တန်း60ကျော်80နဲ့ပြောင်းလာတယ်ဒီချက်တင်လေးက final မှာနှစ်ကူးအတွင်းတကူးဖန်တီးတယ် လီဗာပူးနဲ့ decisive penalty တွင်းနဲ့ပြီးခဲ့တဲ့ round of 16ကနေစပြီးအစင်စင်အစင်စင်အစင်စင်နဲ့သူတို့တောက်လျှောက်လှုပ်လာခဲ့တယ်။အဲ့ကနေမှစင်စတိုက်သွင်းပြီးတော့မှနောက်89မိနစ်မှာနောက်တစ်ခါရက်တခန်းဒါ through ball ထက်ချတယ် Varaskelia ကိုဒမ်ဘေးလီဖန်တီးပေးတယ်။ Varaskelia ကတီတီငိမ့်ငိမ့်နဲ့ပဲကန်သွင်းသွားတယ်။ရန်ဆိုမှလုံးဝမတက်နိုင်ဘူး။နောက်ပြက်ရှိကအကုန်လူလဲတယ်။ဘောလုံးဝဲမျိုးမှာကစားမလေးအများကြီးလဲသွားပြီးတော့မှပွဲပြီးကန်ဒီမှာ16နှစ်သားဒါ မာယူလူကချက်တိတ်လေးကဘဂိုလာပေးတာကနေတကိုးထပ်သွင်းပြီးတော့ Paris Saint Germain က9ခုပြတ်1994ခုနဲ့ဒါဘယ်လိုပြောမလဲမာတော့မအဲ့လောက်မပြတ်ခဲ့တဲ့ UEFA Champion League ပေါ့လေဒါ UEFA Champion League တမိုင်းမှာဒါဟာ one of the ဒါဘယ်လိုပြောမလဲဂိုးပြတ်ဆုံးပွဲတွေကတပွဲလို့တော့ပြောလို့ရတယ်အရန်ကြီးကိုကွာခြားတယ်လို့ပြောလို့ရတာပေါ့လေဒါတကယ်ကိုစုကွာကွာကွာခြားတယ် PSG ကလုံးဝကိုလုံးဝ Inter Milan ကိုရှင်းလို့မရအောင်လုပ်ပြသွားတယ် ဒီ recently မှာဆို2013-14မှာ Real Madrid ကအချိန်ပိုမှာ Atletico Madrid ကို4-1က one of the highest scores ဖြစ်တယ်။ Now now 2004ခုနှစ်မှာ Porto က Monaco ကို3-0နဲ့နိုင်တယ်။ဒါက one of the highest ဖြစ်တယ်။ Now 1999-2000မှာ Real Madrid က Valencia ကို3-0နိုင်တယ်။ Now AC Milan အသင်းက1994မှာ Barcelona ကို4-0ဒါက way back မှာ အလောက်ထိဂိုးပြတ်တယ်နောက်မီလန်ကိုတိုင်းစတူအာဘူကာရက်ကို89မှာ၄ဂိုးပြတ်နေနိုင်တယ်ဒါပေမဲ့လုံးဝကိုမရှိဘဲနဲ့ပါရစ်စိန့်ဂျာမိန်ကဒါဘိုင်မြူနစ်ကအတလီကိုမက်ဒရစ်ကို94မှာ၄ဂိုးပြတ်နိုင်ခဲ့ပြီးတော့မှအခုလိုမျိုး9ဂိုးပြတ်ဟာဒါတော်တော်ကိုရှားတယ်နောက်ဆုံးနေနဲ့အဲ့လိုကင်းကနန်ကြီးကြီးနဲ့က1900ဒါဒါ5960မှာရယ်မက်ဒရစ်ကဒါအိုက်ထရန်ဖရန်ဖတ်ကို73ဒါက highest score ပဲအဲ့ဒါက +5 ပဲ ဆိုတော့ Paris Saint-Germain ကဒါဂိုးပြတ်နိုင်ပွဲနဲ့ဒူ Louis Enrique အသင်းကဖလားလီလုံးသူကိုယ်တိုင်ဖလားသုံးလုံး triple ကိုနှစ်ချိန်နဲ့ PSG ကတမိုင်းတလျှောက် Champions League Prague ကိုတကယ် style နဲ့ဂိုးပြတ်နိုင်ပွဲနဲ့သူအောင်ပွဲခံခဲ့ပါတယ်အားလုံးကျေးဇူးတင်ပါတယ်